ိခံစားနေရတာအတန်းနေနားထောင်ပြီးတော့သူက live ချိုနေမှာသူဖြစ်ချင်နေရအဲ့အဲ့လိုမျိုးအနေနဲ့သူဆိုတုံးနေငါကပြိုင်းနေငါပဲခဏခဏလုံနေရဖြတ်ဖို့ကောင်းနေတော့တစ်ခေါက်တစ်ခေါက်လောက်နေပေါ့တော့ငါအပြက်ချမယ်ပေါ့ဆိုပြီးအရှက်မနေတော့ကိုကိုမချေရဘူးဆိုပြီးတော့ဆိုဘသူမှလာတားလို့မရဘူးတုံးနေငါကပြိုင်းနေရလို့တဖက်လူလဲပို့ပြီးတော့လေသူ့သားယူလဲငါပို့ထိနေရမယ်ကိုလဲခဏခဏအထီးခံနေရမယ်ဆိုမှဖြတ်ဖို့ကောင်းနေတော့ တစ်ခေါက်နှစ်ခေါက်လောက်နဲ့ပေါ့ငါအပြည့်ချမယ်ပေါ့ဆိုပြီးအရှက်မနေတော့နောက်ရှင်းနိုင်ခွင်းနေပြီကိုဟာရှင်းနိုင်ရောခွင်းနေပြီကိုချင်းနိုင်ရှင်းတော့ကြာနေသွားလိုက်မှာနော်ဆိုရင်နော် ဒီစူဖြူဖို့အတွက်ကိုဘယ်လိုမျိုးစိတ်နှစ်ရလဲဆိုရင်ဒီဆက်ဆာချင်းပေါ့နော်ပထမအောင်ဆုံးတော့ဒီ W ကနေလာပြီးတော့ကမ်းလန်းနေဆိုရဲရဒီစူးနေရကိုဖက်လိုက်တဲ့အခါမှာဒီအကြိုလေးပေါ့နော်ဖက်လိုက်တဲ့အခါမှာအရန်ကြောက်သွားတယ်ဒီပထမအောင်ဆုံးကလုံနိုင်ပါမလားဆိုပြီးစဉ်းစားရပေါ့နော်အဲ့ကောင်မလေးရဲ့နေရအရန်ကြောက်ဖို့ကောင်းတယ်ဟိုကြောက်ဖို့ကောင်းတယ်ဆိုတာတော့ယွန်စရာလေးပေါ့နော်ဒီမိန်းကလေးတဲမှာဆိုလို့ရှိရင်ယွန်စရာစိတ်သက်ရှိရဲ့ကောင်မလေးပုံစံမျိုးဖြစ်နေတော့ဟိုငါဒီနေရာကြီးကိုလှုပ်လိုက်လို့ရှိရင် ငါအစဲခံရမယ်ဟိုပရိသတ်ကလုံးဝမုံသွားတာကြီးလည်းဖြစ်နိုင်မယ်ဆိုအဆဆချင်းတော့တွေးပြီးကြောက်သွားပါတော့ဒါပေမဲ့လောက်ွက်ရှိလာကြတော့စူးမာကလည်းသူအများကြီးပဲလောက်ွက်တည်ရှိရဆိုတော့ပရိသတ်ကြီးကလည်းအခုချိန်မှာဒါအများကြီးအရင်တော့လည်းမဟုတ်တော့ဘူးပေါ့လေစဉ်းစားတတ်သွားပြီတွေးခေါ်လာတတ်ပြီဟိုကိုက်တာကိုက်တာပဲအပြင်ကအပြင်ပဲဆိုရတာမျိုးဆိုတော့ငါဒီစူးနေရာလေးကိုတခြားလေးရွေးချယ်မယ်ဆိုပြီးတော့ လုံးလိုက်တဲ့အချိန်အစပြီးတော့ဒီစူးရဲ့မူးပုံစံကိုတဖြည်းဖြည်းနဲ့ရအောင်လုပ်တယ်။ဟိုတူတို့ဒီဇညွတ်ဖက်တုံးအောင်ဆိုလို့ရှိရင်လည်းဒါမင်းသားမင်းသမီးအကုန်လုံးစူးဖက်ကြရတဲ့အချိန်ထိကတော့ဒါစူးကဖြစ်တော့ဖြစ်တယ်ရမ်းမဖြစ်သေးဘူးပေါ့နော်။တကယ်တမ်းအွန်စင်းမို့စတက်ရတယ်ပြီးတော့ကိုက်တာဝစ်ဆုံကိုဝစ်လိုက်ရတဲ့အချိန်ကနေစပြီးတော့အာကိုကိုကိုစူးလို့ပဲထင်တော့တာပေါ့နော်။မသားလေးပုံမှန်လည်းအဲ့လိုမိခင်ဖြစ်တာသူအပြည့်ဝပေးသလိုပဲကောမသိသူမွေးထားတဲ့အတိုင်းပဲ။ဒီဘွားလေသူကတည်းကဟောရဲ။ဟောက်ပြတ်ကတော့ပါ ဒါအတူတူဆိုလို့ရှိရင်ဒုတိယအချိန်ပေါ့နော်ပြန်ပြီးတော့ဒါ van character ကိုရိုက်တယ်လို့ပြောလို့ရတယ်ခုကကြာအနေ attack ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်ပို့ပြီးရင်းချက်သွားတဲ့မျိုးသမီးတယောက်ရဲ့မိန်းမတယောက်ရဲ့ဒါဟိုကောက်ချစ်တဲ့ပုံစံမျိုးအနေနဲ့သူကသေဟုတ်ဆောက်တာဆိုတော့လေနည်းနည်းအပြောင်းလဲလေးလေပြိတ္တကြီးကတွေ့ရမယ်လို့တော့အထင်ပါတယ်ဟုတ်ဆိုတာစိတ်ပုတ်တယ်ဆိုတာချက်တော့အတကြီးရဲ့သူများပစ္စည်းကိုမှပို့ပြီးတော့လိုချင်တယ်ဟိုသူမရအောင်ဆိုလို့ရှိရင်အပစ္စည်းကိုသူကဖြည့်ဆည်းတတ်တယ် သူကသူ့မှာကကြောက်သူအဲ့တခုကိုလိုချင်တယ်ဆိုလို့ရှိရင်သူကကောင်းကောင်းမွန်မွန်လေးတောင်းသေးတယ်ငါ့အေပစီလေးပေးပါလားဆိုပြီးသူကတောင်းတတ်သေးရဲ့တောင်းလို့မှမရဘူးဆိုတော့မှပဲသူကဖြည့်ဆည်းတတ်တာပေါ့နော်အဲ့လိုအကျင့်လေးပေါ့သူ့မှာကောင်းတဲ့အကျင့်ကိုပြောပါဆိုတခုမှမရှိဘူးပေါ့နော်ပညာရေးနေရကြည့်မယ်ဆိုလို့ရှိရင်လည်းဆယ်နောင်မအောင်ဘူးပေါ့ဘယ်တော့စိတ်ကောင်းမွေးလားဆိုတော့လေစိတ်ကောင်းကလည်းမရှိဘူးအတားကလည်းကြီးရဲဟိုလိုချင်တာဆိုလို့ရှိရင်လည်းရအောင်ရှူရဲပေါ့အဲ့လိုပုံစံမျိုးလေးဖြစ်နေတာပေါ့နော်ဇလန်ထဲမှာလေဟုတ်ဟုတ်တယ်ဒါလေး happy birthday ပါဒါလေး ိုပြောအောင်စုဘာလို့ပေးရမလဲစုကရမလားစုတစ်ချင်းစုပြရမလားအချို့ဆင်းနေဆိုလို့ရှိရင်ဒါဘယ်လိုမဲ့တူလိုမျိုးတိုင်းကနိုင်ငံခြားကားကြီးနေလို့ရှိရင်ပြဿနာမရှိဘူးပါတော့ဒါပေမဲ့ဟိုကိုကိုတိုင်းကဒီမြန်မာပြည်သက်တွေရဲ့မျိုးလုံးကမျိုးလုံးအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကကြာနည်းနည်းလေးအမြင်ရနည်းနည်းဟိုရိုင်းတဲ့ဘက်လေးကိုတွားရဟာမျိုးလေးလည်းပါမျိုးလေးရှိရပေါ့လေဒါပေမဲ့အဲ့ဆင်းတွေကိုသူပြန်ကြားရတော့နည်းနည်းလေးစင်စာဖြတ်ထားရလို့ကြားပါတယ်ဟိုအဲ့တော့တိတ်အပြန်အစိုးရတော့ဖြစ်တော့ဘောเนาะဒါပေမဲ့ရိုက်တဲ့အခါမှာကြာတော့လေဒါဟို သူကကြဘလို့စဉ်းစားလဲဆိုတော့ငါ3 5ခါပေါ့နော်ကိုရှက်ကိုရှက်ကန်းနဲ့ရိုက်နေလို့ရှိရင်3 5ခါပြဲနေရလို့ရှိရင်တစ်ဖက်လူလဲပို့ပြီးတော့လေသူ့သားယူလဲငါပို့ထိနေရမယ်ကိုလဲခဏခဏအထိခံနေရမယ်ဆိုမဖြစ်ဘူးအဲ့တော့ငါတစ်ခါနှစ်ခေါက်နဲ့ပဲကောင်းအောင်လုပ်မယ်ထိစရာရှိထိလိုက်မယ်ကင်စရာရှိကင်လိုက်မယ်ဟိုလိုပြောမဲ့ ဟိုရှက်ကြောက်နေရမျိုးလည်းမရှိတော့ဘူးပေါ့လေအမြဲတမ်းအဲ့လိုစဉ်းစားပြီးတော့ပဲဒါဟိုအကြေကြီးနည်းနည်းနဲ့ပဲကောင်းကောင်းလေးတစ်ခါရရအောင်ပေါ့ဟိုရှက်ကြောက်ကိုဖြတ်ပြီးတော့ပဲတစ်ခါကြာလို့ရှိရင်တော့အဲ့လိုရိုက်လိုက်တာလေးပဲအများပါတယ်နည်းနည်းလေးဒီကောင်းမှဆိုလို့ရှိရင်တော့ပရိသတ်တူတူတစ်ခါမှမမြင်ဘူးလေအဲ့လိုမှောင်တဲ့ကာရီတာမျိုးလေးတွေလည်းတွေ့ရမှာပေါ့နော်ဟိုပရိသတ်သဘောကျတာပေါ့အခုဆိုရင်ဒီထရီတာမှာမြင်ထားရတဲ့ level အဲ့အဲ့ဒါလေး ဟိုတည်းဟိုတည်းနေရာမှာကိုယ့်ကိုဖုန်းထဲမှာလည်းဒီ behind the scene ရိုက်ထားတဲ့ဗီဒီယိုလေးရှိတော့ပြန်ကြည့်မလင်ငါကကြောက်လိုက်တာပြန်ကြည့်ပြီးတော့ဟိုမှာ free line ပြသွားတာအတူလေးပဲရှိသေးတာပေါ့တကယ်လည်းကိုယ့်ကိုဘီတီအက်စင်းပေါ့နော် behind the scene လေးကိုကြည့်လိုက်တဲ့အခါဟဲ့ငါကြောက်လိုက်တာဘလို့ဖြစ်နေရလဲမသိဘူးဆိုအခုချိန်မှာစိတ်ခံစားနေရတာ ဖျက်ရှက်ဆရာကြီးလို့ငါဘယ်လို move ထည့်ပြီးတော့အဲ့လိုအဲ့လိုမျိုးလို feel ဖြစ်တဲ့ပုံစံမျိုးကြီးကိုလောက်ရမလဲမသိဘူးဆိုပြီးတော့တွေးနေရဒါမှမဟုတ်ငါရှက်နေလို့ရှိရင်လေလို့သုံးလင်းကားကပြန်နေရငါလည်းခဏခဏလုံနေရရှက်ဖို့ကောင်းနေတော့တစ်ခေါက်နှစ်ခေါက်လောက်နေပေါ့တော့ငါအပြတ်ချမယ်ပေါ့ဆိုပြီးအရှက်မနေတော့သူတွေးနေတဲ့အရာကြီးရှိတယ်လုံးဝပါအမဟဲ့အားရှက်စရာကြီးပါလေအတိကအဲ့ဒါကအတိကလာ ဇလန်ထဲမှာလည်းပြောက်သွားပါချွေလာထဲမှာရေကဟိုဘက်တစ်ဖက်လင်မယားရဲ့အတန်တွေဇူကနားထောင်ပြီးတော့သူကိုယ်တိုင်ပေါ့အာသူ့ရဲ့အမျိုးသမီးနေရာမှာဇူကဝန်ခံစားပြီးတော့ဟိုဝန်ခံစားနေရဲ့မူပေါ့နော်အဲ့လိုအနေနဲ့သူကတရုတ်ဆောင်ထားတာပါဟုတ်အမျိုးသမီးနေရာမှာအဲ့ဘာလိုက်ချွေနေရာကိုဇူကအတန်တွေသူကအတန်တွေနားထောင်ပြီးတော့သူကလိုက်ချွေနေရာမှာသူဖြစ်ချင်နေရအဲ့လိုမျိုးအနေနဲ့တရုတ်ဆောင်ဆစီကြရတယ်ဆိုရဲခံလို့ပါဦးလားအဲ့တော့ဟိုပါ ပါမယ်လို့လည်းကျွန်တော်ကျင်တာပဲဒါမှမဟုတ်ဆင်းသေးတွေကဖြတ်ထားရဆိုပြီးသူတို့လည်းကြားတော့လေဟိုစကားပြတဲ့အခါတော့ဘလို့လာမလဲတော့မသိသေးဘူးဟိုရိုက်ထားတဲ့အခါမှာတော့နှစ်ယောက်ပေါ့နော်တို့အပေးယူများများနဲ့တခြားလေးလိုရိုက်ထားကြတဲ့ဆင်းသေးတွေတော့ရှိပါတယ်ဟိုပြိတ္တကြီးကြည့်တဲ့အခါကျလို့ရှိရင်တော့နည်းနည်းလေးစိတ်ဝင်စားမယ်လို့ထင်ပါတယ်ကျိုးဟာလေးဆိုလို့ရှိရင်နည်းနည်းစောင့်ကြည့်ကြည့်ရမယ့်ဟာလေးလည်းပါတာပေါ့ကိုကိုမချေရဘူးဆိုပြီးတော့ဆိုဘသူမှလာတားလို့မရဘူး တားရဲသူကတော့လေဆူရရန်သူပဲတိလားသူမော်ကူးတဲ့ယောက်နေနဲ့ပဲမြင်ပြရပဲကိုကကိုလို့ဆရာရှိအောင်ပဲကိုလုံးချသွားနေတာပေါ့နော်အာကိုသူပါလေးကိုခိုင်းရမလားကိုသူဘယ်လိုစကားပြောရမလဲကိုဘယ်လိုညှို့ရမလဲဆိုတော့ပဲဟို ကိုလို့ဆရာရှာပဲကိုလို့ချောက်သွားလိုက်တော့လေသူတော့သူတော့မထားမိရမသူလည်းတော်ပါတယ်သူလည်းအဲ့ပိုင်းနေဘူးတော့မယ်မိန်းကလေးသဘောကျအောင်သူလည်းတရုပ်ဆောင်နေတာဆိုတော့လေဟုတ်ကဲ့ဟုတ်အဲ့တော့ကိုဘကကြီးပဲဒီခါဥဆောင်နေတာအဲ့လိုပုံစံပေါ့နော်ကိုဘကကြီးပဲဥဆောင်ပြီးရတာမကုန်းတကူဖြားဖြားရောင်းထားခဲ့တာပေါ့ဒီတော့မှဥဆောင်ကလုံးဝမသိဘူးလာထားပဲသူက